အားလုံးပဲမင်္ဂလာပါရှင်အခုပြပြပေးမယ့်ပုံမြင်လေးကတော့တမင်သားစာကျူးတဲ့လူဘလူးကြီးပုံမြင်ပဲဖြစ်ပါတယ်ရှင်ဒီခါတော့ကရွာကြီးတရားတွင်ငွေကြေးချမ်းသာတဲ့ဇနီးမောင်နှံရှိလေတဲ့ထိုဇနီးမောင်နှံမှာသားယောက်ျားလေးတူကိုဖွားမြင်ခဲ့ရာထိုကလေးငယ်ဟာရုပ်ရည်အင်မတန်ချောမောလှပတဲ့ကဲ့သို့ခွန်အားပလာလေလွန်စွာကျမ်းမှာကြံခိုင် ဖွံ့ဖြိုးမှုရှိလေတဲ့ ကလေးချင်းရံဖြစ်လျင်ပင်ရဲတူတန်းတို့သားမကသူထက်အသက်ကြီးသူများကိုပင်ဂုတ်ကနေလက်တစ်ဖက်ထဲပြေးဆုပ်ယူပြီးကင်ပေါက်နိုင်တယ်။ထိုများမကနှွက်သူကြီးစင်ပြောင်ကြီးများကိုလည်းဘိုင်းခနဲ့လဲကျသွားစေရန်တွန့်ပစ်နိုင်တဲ့စွမ်းအားရှိသူဖြစ်လေတယ်။တရွာလုံးရှိကလေးလူကြီးအားလုံးကထိုသူငယ်နဲ့ရံမဖြစ်ရဲကြပဲဝေးဝေးကရှောင်ရှားကြပါတော့တယ် ူတွေရမှာလူဘလူးလေးလို့ခေါ်ကြပါတယ်ထိုကလေးငယ်ဟာအသက်20ဝန်းကျင်အရွယ်ရောက်လာချိန်မှာပုံပေါ်၍ပင်တန်မာထွက်ကျင်းလာလေတဲ့ကျောကလည်းချော့ခွာဗလာကလည်းတန်မာမိဘကလည်းချမ်းသာတော့ထိုလူလင်ပြောဟာသူ့လိုလူစပူမှာမရှိတော့ ပဝင်စေဖြင့်မြေတုကုန်များမထီမဲ့မြင်ဂေယူးမဆိုင်ဖဲကြံကြံတန်တန်ပြောဆိုနေထိုင်လာတဲ့တရက်မှာတော့ထိုလင်းလင်းပြိုဤစိတ်ထဲမှာအတွေ့တကူဝင်လာပါတော့တယ်ငါဟာယောက်ကလည်းချုံမောင်းမှုပြိုတဲ့ ွာပလာကလည်းသူမတူအောင်အစမ်းထက်တဲ့ငါကိုဘယ်သူကမှမရှင်ရဲဘူးဒီတော့မိဘတွေနဲ့လေယာလောက်ကရင် အချိန်တန်အိမ်တော်ကြမိသားစုတွေနဲ့စားလိုက်တောက်လိုက် အချိန်ကုန်နေလို့ဘာရတာရှိမှလဲလောကကြီးမှာငါလိုလူအတွက်အသက်ရှိဖို့ခန္ဓာကိုယ်ရည်တည်နိုင်ဖို့အစားအစားအာဟာရကအရေးကြီးဆုံးပဲအဟာရမှာလည်းငါကြိုက်တဲ့သမင်သားကိုနေ့စဉ်မယိုးအောင်အမျိုးမျိုးလှုပ်ရှားနေရရင်ငါပြောနေပ ပြီးဒီတော့ရွာကနေထွက်ပြီးတမင်ဘောတဲ့တောတဲ့ကိုသွားမယ်တယောက်တည်းလွတ်လွတ်လပ်လပ်ပျော်ရွှင်စားနေမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်အဒီအတွေ့အကြံများဖြစ်ပေါ်လာပြီးနောက်အကောင်အစိုးအကျိုးအပြစ်တို့ကိုမဝေဖန်နိုင်တော့ပဲလက်နက်၅ပါးကင်ဆယ်ပြီးဒိတ်တဆိတ်ထွက်လာပါတော့တယ်။လူလင်ပြောဟာရွာနယ်လဲဝေးတမင်များလဲပေါ်တိဟိုကြတိရတော့ဟိမဝနာတော်ကြီးတဲ့သူဝင်လာခဲ့လေတဲ့ တော်ကြီးတဲ့ရောက်တဲ့အခါဝီဝေါ်အမီရှိမြေကန်းအနီအခွင်အခွက်အခွင်ကောင်းသော တောင်ပေါ်ရံများတွင် စကားချနေထိုင်လျက်သူကျိုင်းနေတတ်တဲ့သမင်များကို ပြစ်ခတ်ဖန်စီကရရှိလာတဲ့သမင်သားကိုမိကြီးတွင်กิน၍စားတောက်နေထိုင်မှာတော့တယ်။ ဟာဟာငယ်စဉ်ကလေးဘဝကလေးကအခုအချိန်ထိခွန်အားပလာနဲ့ထူးထူးခြားခြားပြည့်စုံခဲ့တယ်။ဒီလိုပဲအမြဲတမ်းပြည့်စုံနေမှာတော့မဟုတ်ဘူး။နောက်တစ်ချိန်အသက်ကြီးပြင်လာတဲ့အခါကျရင်ခွန်အားပလာတွေတဖြည်းဖြည်းဆုံးယုံလို့ အင်အားရောနေလာမှာပဲဟဲ့ဒီအချိန်ကြာရင်တမင်တွေကို အခုလိုအလွယ်တကူဖန်ဆီးပြခဲ့နိုင်မှာမဟုတ်တော့ဘူးဒါဆိုငါအဲ့တွက်အစာမလောက်တော့ဒုက္ခတွေ့နိုင်နေဒီတော့အခုကလေးကငါရိတ်ခါစတဲ့အနေနဲ့ဟုတ်ပြီလူလင်မှာသူ့အကြံတိုင်းအကောင့်ထဲပေါ်လိုက်ပုံမှာတမင်သားများကို အရှင်ဖန်းစီပြီးသူပြုလုပ်ဖန်တီးထားသောတောင်ကွန်ရက်တွင်တူလောင်ထားက လိုအပ်မှထုတ်ယူတဲ့ပြက်စားတော့မှာတော့တယ် အဲဒီနောက်တယောက်တည်းနေထိုင်လေရဲ့တမင်သားကို အမျိုးမျိုးပြုလို့စားသုံးကြရာအသက်အရွယ်လေးကြီးရင်လာပြီဖြစ်တယ်။အဲဒီအခါမှာသူနှစ်ရှည်လာများသားသက်သားစားကျူးခဲ့တဲ့မကောင်းမှုအကုသိုလ်ကံများကရှောင်းလဲမေရာပြင်ဆိုင်ရကသူ၏ဝင်ထွားတတ်မှာတော့ခန္ဓာကိုယ်ကြီးဟာတနေ့တကြာဖောရအကွဲလာက လှပတော့မျက်နာမှာလည်းအညိုအမဲများဆွဲလာတဲ့ပူဆိုးဒီမှာ သူဤကြီးမသောခနာကိုယ်ကြီးကိုမတင်နိုင်မသွားနိုင် ဖြစ်လာက စားကျင်တော့ခြင်းစိမ့်လည်းမရှိဖြစ်နေတော့ပါတယ်တချိန်က လူကျော်လူလာ လူတန်ကြီးဟာယခုအခါလူစင်စစ်ကနေတိတ်တဘဝကြီးတို့ရောက်ရှိလေတဲ့ ဒီသဘောမှာငါလိုလိုမရှိဘူးကြွေးကြော်ပြီးဘဝစိတ်နဲ့ထင်းရင်ဆိုင်က လူရင်းကြီးအဖြစ်ဒေါ်ကြီးထဲမှာနှစ်ပေါင်းများစွာနေထိုင်ခဲ့သည် မော်ကြွားခြင်းမပြုနိုင်သည့်အပြင်အမြင်မလားဆိုရသောပုံစံကြီးနဲ့ဒုက္ခဆင်းရဲကိုတယောက်တည်းခံစားနေရပြီဖြစ်တယ်။ဒီနေ့မှာတော့ထိုဒေါ်ကြီးအတွင်းသို့တီဝမင်းကြီးတောလက်ထွက်လာလေတဲ့တီဝမင်းကြီးလည်းတမင်သားကိုလွန်စွာနှစ်သက်သူဖြစ်ပြီး မင်းကြီး၏လူယုံမိုးစိုးကျော်၅ရောင်နှင့်အတူသမင်များကိုပြစ်ခဲ့ပြီးလက်လက်ဆက်ဆက်ကိုမိခင်ပွဲတော်တင်မီဟုကအကြံဖြင့်ဒီနေရာကိုရရှိလာခြင်းဖြစ်ပါတယ်။ထို့အကျဉ်းတောပြော်ကြီးဖြစ်သောလူပိတ်တာကြီးနှင့်မမျှော်လင့်ပဲတွေ့ဆုံလိုက်ရာမင်းကြီး၏မိုးစိုးများလည်းအံ့ဩထိတ်လန့်ကြောက်ရွံ့သွားကြတယ်။မိုးစိုး၅ရောင်ကလင်းများတို့နှင့်ချင်းရွယ်ထားကတီဝင်းမင်းကြီးကအတင်ဟာလူသားလားဘလူးလားအကျဉ်းတော့ကလူသားစင်စစ်ဖြစ်ပါတယ်။ အကူတွေတွေများပြီးတတလုံးသာသာကျုပ်ခဲ့မိလို့လူစင်စိတ်ကပိတ်တာကြီးလိုဖြစ်နေရတဲ့လူပိတ်တာကြီးပါ သင်္ကာရော မြည်သူလဲဘာကြောင့်တမင်ပေါ်တဲ့ဒီတော်တွေကို ရောက်လာပါတလေအသင်လူပိတ်တာကြီးကျွန်တော်ဟာတိဝိတိုင်းကိုအုပ်ချုပ်တဲ့တိဝွင့်မင်းကြီးပါအကျွန်ုပ်လည်းတမင်သားလက်လက်ဆက်ဆက်ကိုမိခင်ပြီးပွဲတော်တင်ကျင်လို့လူရုံမှုဆိုးကြော်တွေကိုခေါ်ပြီးတောကစားထွက်လာရခြင်းဖြစ်ပါတယ် အရှင်မင်းကြီးအကျွန်ုပ်ရဲ့ဖြစ်ကိုကြည်ပြီးတရိတံဝေကထားပါတော့အကျွန်ုပ်ဟာကိုယ့်ရဲ့ချမ်းသာမှုကိုအလိုရှိပြီးသူတစ်ပါးအသက်တွေကိုတက်ပြည့်ညင်ဆဲခဲ့သူဖြစ်တယ်။နေရှင်လာများသာသက်သာစာကျူးခဲ့သူအကျွန်ုပ်ဟာအရှင်မင်းကြီးမြင်တွေ့တဲ့အတိုင်းမကောင်းမှုကံကိုရှက်ခုခံစားနေရပါပြီ။လူသားပင်ဖြစ်တော်လဲ ိတ်တာပုံစံချင်းနဲ့အကျွန်ုပ်ရဲ့ခန္ဓာကိုယ်ကြီးဟာနေရာအနှံ့မိလို့ပူနေပါတယ်။နေရောညာပါချမ်းသာရမရပါဒါကြောင့်အရှင်မင်းကြီးလည်းမကောင်းမှုကိုမလုပ်ပါနဲ့တော့တမင်တွေရဲ့အသက်ကိုတက်ပြီးသူတို့ရဲ့သားကိုလည်းမစားပါနဲ့တော့အကျွန်ုပ်မှာတော့ပင်ပြင်မရတဲ့အမားတွေကြောင့်လူပိတ်တာဘဝနဲ့ဒုက္ခတွေ့နေရပါပြီအတင်မင်းကြီးလည်းကိုတိုင်းပြည်ကို ပြန်လို့ကောင်းမှုကုသိုလ်တွေများများလုပ်ပါတော့ ဒုဗိဒါကြီးကမမျောလင့်မထင်မှတ်တဲ့ဇကားကိုကြားလိုက်ရတဲ့ချိန်တီဝုမင်းကြီးလည်းအထူးထိန်လန်းဒုံလုံးသွားကတန်ဝေကရခဲ့သွားတယ်။တခဏခံစားရသောရှာရသာပသက်အရသာတို့ကို အလိုလိုက်၍ရသဒနာကိုဆွဲမတက်မနေပါကအကုသို့ဤအကျိုးကိုခံစားရမည်အရေးတွင်းမိကမုတ်ဆုအလုတ်ကိုဆွလုံးလိုက်ပါတော့တယ်။ တို့နောက်တိုင်းပြည်ကိုပြန်ကအကုသို့အလုပ်ကိုရှောင်ပြီးကုစုကောင်းမှု ပြုလုပ်ခြင်းဖြင့်အေးချမ်းစွာမင်းပြုနေလေတော့တယ်ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးများ යි တင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်